ဒီနေ့တော့မင်္ဂလာအကြောင်းလေးပြောကြည့်မယ်လောကမှာမင်္ဂလာဆိုတဲ့စကားလုံးရှိတယ်တဦးနဲ့တဦးတွေ့တဲ့အခါဒီမှာမင်္ဂလာပါလို့နှုတ်ဆက်ကြတယ်အိမ်နေဆိုင်နေမှာလည်းမင်္ဂလာရှိပါစေလို့ဆိုင်းပုတ်ကလေးတွေချိတ်ဆွဲထားကြတယ်ကလေးဘဝចောင်းစတက်ကလေးကမင်္ဂလာပါဆရာမ မင်္ဂလာပါဆရာကြီးဆိုပြီးတော့ကြည်ပြင်းခဲ့ကြတယ်မင်္ဂလာဆိုတာဘာလဲမကောင်းတာတွေကို ရိပ်ဖြတ်ပြစ်လို့မင်္ဂလာလို့ဆိုတယ်လောကလူတွေကတော့မင်္ဂလာကိုဒိဋ္ဌမင်္ဂလာ ကောင်းတာတွေမြင်ရတာ မင်္ဂလာတုဒ္ဓမင်္ဂလာ ကောင်းတာတွေကြားရတာမင်္ဂလာမုဒ္ဒမင်္ဂလာကောင်းတာတွေ မွေးရစားရထိရတာမင်္ဂလာဆိုပြီးတော့ဆိုကြတယ်ဗုဒ္ဓကတော့မင်္ဂလာကို38ခုတောင်ထုတ်ပြခဲ့တယ်အဲ့ဒီ38ခုထဲမှာအစဆုံးကအသေဝနာစဘာလနံတဲ့လူမိုက်တွေကိုမမီဝဲမစိကတ်ခြင်းဟာမင်္ဂလာလို့မိန့်ခဲ့တယ်ဒီနေ့လူတွေကတော့လူမိုက်ကိုမပေါင်းတာမင်္ဂလာလို့ဆိုကြတယ် စာထဲမှာတော့မပေါင်းနဲ့လို့မဆိုပါဘူးအာဒီဝနာစမမီဝဲမစည်းကမ်းနဲ့လို့ပဲ ဆိုခဲ့တယ်လူမိုက်နဲ့မပေါင်းလို့မဖြစ်တဲ့အခါမျိုးမှာပေါင်းစင်တဲ့အခါပေါင်းရတာမျိုးရှိရင်ရှိနိုင်တယ်မိဝဲစည်းကတ်တယ်ဆိုတာကတော့လူမိုက်ကိုဆရာတင်းပြီးတော့ယုံကြည်အားကိုကိုးွယ်နေတာမျိုးလို့ဆိုရမယ် ဒါကြောင့်လူမိုက်ကိုဆရာတင်ပြီးတော့မိဝဲစီးကပ်နေတာမျိုး မလုပ်ဖို့ပါပဲအဲ့လို့ဆိုလူမိုက်တွေကို ပြစ်ထားရမှာလားဆိုရင်တော့လူမိုက်တွေကိုလူမိုက်တွေမှန်သိပြီးတော့မကိုးကွယ်ဖို့မစီးကပ်ဖို့ဆရာတင်းနေတာမျိုးမလုပ်ဖို့ပဲဆိုတာပါလူမိုက်တွေကိုပြစ်ထားတယ်ဆိုရင်တော့လေလူမိုက်တွေက မိုက်တစ်ထက်မိုက်ပြီးတော့ လောကကြီးဒုက္ခပေးတဲ့သူတွေပိုများလာမှာပေါ့အင်ဂုလိမာလာဆိုတဲ့လူမကြီးကိုဗုဒ္ဓကသွားပြီးတော့ဆုံးမခဲ့တာကိုလည်းသိမြင်ရတယ်မဟုတ်လားဒီတော့အတူချိုးရရင် လူမိုက်ကို မကိုးွယ်မစိကဆရာမတင်ပါနဲ့လူမိုက်ကို ပြုပြင်ထိန်ချောင်းပေးပါလို့ဆိုခြင်းတယ်လူမိုက်ဆိုတာဘယ်လိုဟာလဲ ဘာကြောင့်လူမိုက်လို့ခေါ်ကြတာလဲဒွေအထေလူနန္ဒီတိပါလာတဲ့ပစ္စုပန်ရောတန်နေရာရော အခုရောနောင်ရောကောင်းကျိုးတွေကို ဖြည့်ဆည်းပြတ်တ်လို့လူမိုက်လို့ခေါ်တယ်ဒွေအနတ်ထေလန္ဒီတိပါလာ အကျိုးမဲ့တွေကိုရတတ်လို့လူမိုက်လို့လဲဆိုတယ်ဘုရားကလည်းလောကမှာရှိသမျှဖြစ်ပေါ်သမျှဘေးရန်အန္တရာယ်တွေမှန်သမျှဟာ လူမိုက်တွေကြောင့်ဖြစ်တာလို့မိန့်ခဲ့တယ်။ဘယ်လိုလူတွေကလူမိုက်လဲ။ဒုစိန်တိတစိန်တီအမြဲတမ်းမကောင်းတာတွေပဲစဉ်းစားကြံစည်နေသူဟာ လူမိုက်ပဲ။ဒုဗ္ဗာတိတဗာတိအမြဲတမ်းမကောင်းတာတွေကိုပဲပြောနေသူဟာလေလူမိုက်ပဲ။ဒုက္ကဋကာမဂါရီအမြဲတမ်းမကောင်းတာတွေပဲ။ လုံနေသူဟာလည်းလူမိုက်တွေလို့ဆိုရမယ်အဲ့ဒါတွေဟာလူမိုက်လက္ခဏာလူမိုက်ရဲ့အမှားအသားလူမိုက်ရဲ့အလုပ်တွေလို့သိထားရမယ်လူမိုက်ရဲ့လက္ခဏာတွေကဓာရီပဲလားဆိုတော့မဟုတ်ပါဘူးဓာရီမကပါဘူးအနယနယတိဒုံမေတော်တဲ့လူမိုက်တွေဟာနီးမားတွေကိုနီးမှန်လို့မြင်ပြီးတော့အမြဲတမ်းဓာရီကိုပဲ စိတ်ကူးကြံစည်နေတတ်တာလေလူမိုက်ရဲ့လက္ခဏာပဲအမားတွေကို အမှန်လို့ထင်းမြင်ပြီးတော့ဓာရီကိုပဲစိတ်ထဲမှာအမြဲတမ်းကြံစည်စဉ်းစားနေတာဒါလူမိုက်ပဲအတူရာယာနိယုံစတိအာမထုတ်ရမယ်မလုရမယ်အရာတွေကို အမြဲတမ်းအာထုတ်လုတ်ကိုင်းနေတယ်ဆိုရင်လေလူမိုက်လက္ခဏာပါပဲဒုံနယောတိယတောဟောဒီတဲ့ အဲ့ဒီအလွဲအမှားတွေမဟုတ်တာတွေကို အမှန်နေအကောင်းနေလို့မြင်နေတယ်ဆိုရင်လေလူမိုက်လက္ခဏာပဲတမ္မာဟုတ်တော့ပကုတ်ပတိ ကောင်းတာတွေကိုပဲပြောတဲ့သူတွေကိုလည်းစိတ်ဆိုးသေးတယ်ဝိနေယံသောနာဇာနာတိစည်းကမ်းတွေကိုလည်းသိမြင်နားလည်တဲ့သူမဟုတ်ဘူးလို့ဆိုတယ်ဒါတွေဟာလူမိုက်ရဲ့လက္ခဏာတွေပေါ့နောက်ဒါပဲလားဆိုမကားသေးဘူး တိဟိဘိခွေတမေသဗ္ဗနကနောဘာလောဝိရိတဖောတဲ့ဒီအချက်၃ချက်နဲ့ပြည့်စုံတဲ့သူကိုလည်းလူမိုက်လို့သိမြင်ထားရမယ်တဲ့ကတိမေဟိတိဟိအဲ့ဒီအချက်၃ချက်ကဘာ၄လဲဆိုရင်ကာယေနဒုစရိဒေန ဝစီဒုစရိဒေနမနောဒုစရိဒေနမကောင်းတာတွေကို လုပ်မကောင်းတာတွေကို ပြော မကောင်းတာတွေကို တွေးနေသူဟာလေလူမိုက်ပါပဲတဲ့ ။နောက်အဲ့ဒီလူမိုက်ဆိုသူတွေဟာ အထဖျားပါရာရပြီးတန်ဝတ်တိမိမိကိုယ်ကိုလည်းပျက်စီးအောင်ဖျက်ဆီးနေသူတွေဖြစ်တယ်။ပရဖျားပါရာရပြီးတန်ဝတ်တန်တိသူများတွေဝန်းကျင်တွေကိုလည်းပျက်စီးအောင်ဖျက်ဆီးနေသူတွေဖြစ်တယ်။ဥပယဖျားပါရာရပြီးတန်ဝတ်တန်တိကိုကိုရောဝန်းကျင်ရောအားလုံးကိုပျက်စီးအောင်ဖျက်ဆီးနေသူတွေဟာ လူမိုက်တွေပေါ့။ဘာကြောင့်လူမိုက်ကိုမမှီဝဲ မစည်းကပ်ရတာလဲ။ အတူချုပ်ပြောရရင်တော့တက်ကူးမှဆိုးလို့လို့ပဲဆိုရမယ်ခွေးတော့မြစ်ရှက်စိုက်ရောဖက်ကတရက်ပင်မင်းတီးချိုကင်းဤဆိုတဲ့အတိုင်းအလွန်ချိုတဲ့တရက်ပင်တောင်ခွေးတော့တမာပင်နေနဲ့ရောရှက်စိုက်မယ်ဆိုရင်မချိုနိုင်ဘူးလို့ဆိုတယ်လူမိုက်ကိုပေါင်းရတာဟာမစင်တွန်းတဲ့ကအစိတ်ရှိတဲ့မျိုးကိုဆယ်ရတယ်လို့ပဲတဲ့အကြိုက်ရင်လဲခံရနိုင်တယ်လို့ အ ਨੇ ဆုံးတော့မစင်အလူတော့ခံရနိုင်တယ်မဟုတ်လားခြေတော့ခွန်းနေတဲ့မြင်းတိန်သမားထင်းကြောင်းခံရတဲ့မြင်းဟာခြေတော့ထောနဲ့ထောနဲ့သွားတော့သလိုအမြဲတမ်းလူဆိုးလူမိုက်တွေရဲ့တပ်ဖို့ဖြတ်ဖို့ခိုးဖို့တိုက်ဖို့ခိုက်ဖို့ဆိုတဲ့အတန်ကြီးကြားနေရတဲ့မဟိလာမုခဆင်းလိမ်မာဟာယင်ကြီးနေရာကနေရိုင်းဆိုင်သွားသလိုပေါ့ဒါကြောင့် လူမိုက်တွေကိုမမိဝဲမစီကပ်ဘူးလို့ဆိုတယ်။ဒါမှသာမင်္ဂလာဆိုတဲ့အတိုင်းမကောင်းမှုတွေကိုဖယ်နိုင်ရှာနိုင်ပြီးတော့ဘဝမှာ ကောင်းကျိုးတွေရနိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ပဲဤကုန်းချုပ်ချင်တယ်။နောက်ဆုံးပြောခဲ့ချင်တာကတော့လူမိုက်မှမဟုတ်ပါဘူး။လူရဲ့အပိကို မိုက်စီတဲ့အရက်လောင်ကစားစတာဒီလေမပြီးဝဲသင့်ပါဘူးလူအသည့်ကိုကန်းစီမိုက်စီတဲ့ စာပေဖြစ်ဖြစ်ဂီတဖြစ်ဖြစ်ရုပ်ရှင်စတာတွေကိုလည်းပဲမမှီဝဲသင့်ပါဘူးလို့ပဲပြောခဲ့ချင်ပါတယ်အာလုံးအာလုံးလူမိုက်ဆိုရင်မမှီဝဲနဲ့ဆိုတဲ့အတိုင်းကြင်ကြံအားထုတ်နေနိုင်ကြပါစေလို့ဆန္ဒပြုရင်းဤကုန်းချုပ်လိုက်ပါတယ်